မင်္ဂလာပါရှင်ညောင်ခေတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိဆသိင်ကလေးကကျင်းကြခံထားတဲ့နိုင်ကျင်းတဲ့တဝဲတော်မှာနှလုံးဖောက်သေးဆုံး၊တဝဲကျင်းထောင်မှာအော်တိုဘလတော်နေညပိုင်းကနိုင်ငံကျင်းသားတဲ့နှလုံးဖောက်ပြီးသေဆုံးသွားခဲ့လို့တဝဲခိုင်နိုင်ငံကျင်းသားကွန်ရက်ထံကနေထုတ်ပြန်တယ်။သေဆုံးသူဟာတဝဲမြို့နယ်ရှင်မုတ်တီရွာကအသက်48နှစ်အရွယ်ကိုအောင်ကိုဦးဖြစ်ပြီးတော့2021ခုနှစ်နှစ်စပိုင်းကလေးကတဝဲထောင်မှာပုံမှန်905ကားကြီးဖောက်ခွဲ9ပုံမှန်နဲ့1986ခန်းထားသူဖြစ်ပါတယ်။ ူဟာချင်းကြနေချိန်ကျမ်းမာရေးချင်းနေဆိုတာကြောင့်မကြာခဏဆေးဥတက်ခါကုသမှုခံယူခဲ့ပေမဲ့လုံလောက်တဲ့ကျမ်းမာရေးဆောင်ရွက်မှုမရကြောင်းယောဂချင်းနေပသက်တာပဲပုံမှုဆွေးရလာဖြစ်ပါတယ်။ကွမ်ကိုဟူအော်တိုဘာလ3ရက်ညပိုင်းမှာတဝဲပြည်သူစေယုံကအကျဉ်းသားတွေကိုကုသပေးတဲ့ဆောင်မှာဆေးကုသမှုခံယူနေချိန်မှာပဲနှလုံးဖောက်ပြီးတိတ်ဆုံသွားခဲ့လို့သိရတယ်။မိသားစုကိုဆက်သွယ်ပြီးတော့လောင်းကတော့ပြင်ရတဲ့ကြိုခွေပေးလို့သိရတယ်။သူကထောင်ထဲကိုရောက်တာအာနာသိမ့်ပြီးတိတ်မကြခင်မှာကလေးကရောက်တာဆိုတော့အထဲမှာလည်းနှစ်ကြာနေပြီဆိုတော့ယောဂါကငကိုခန့်ရှင့်အထဲရောက်ပြီးပို့ဆွဲလို့ပြောလို့ရမယ်။ အထက်မှာသူနေထိုင်စားသောက်ရဲ့အခြေအနေနဲ့ယောဂါကပူဆိုတယ်အထက်ကအခြေအနေကြောင့်ဒေသုံးလာလို့ထပ်ပါနိုင်ကြဟောင်းကပြောတယ်။တဝက်ကျင်းထောင်မှာထားအနာပိုင်နဲ့လုံလောက်တဲ့ဆေးဝါးကုသပေးမှုနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေမရရှိရကြအောင်အကျဉ်းချနေချိန်တွေကွန်ကိုဥပါဝေးဒေသုံးသူတို့အောက်ထူရှိပြီဖြစ်တယ်လို့တဝက်ခန်နိုင်ငံကျင်းသားမြက်ကွယ်ကထုတ်ပြန်တယ်။ဆက်လက်ပြီးတောင်သာမြို့နယ်တွင်စစ်ကြောင်းထုတ်လိုက်စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကအရာရှိတအုပ်ပါဝင်15ဒေသုံးမီတော်လိုင်းရဲဘော်နဲ့အကြဆုံးမဟာလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကြောင်းထုတ်လိုက်ကြားပြတ်စစ်တပ်ကိုကြားပြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကအရာရှိတအုပ်ပါဝင်15ဒေသုံးခဲ့ကြောင်း တောင်သာပြပတ်ဒီဖန်ဖိုကထုတ်ပြန်တယ်။စတီမာလာကွယ်နေညနေ9:00နာရီကျော်ကမှမလိုက်မြွနဲ့ပန်းရွာကတောင်သာမြွနဲ့ရုံးစီကြီးအဘွက်ကိုစစ်ကြောထိုးလာတဲ့စစ်သားရဲနဲ့ပြူစော်တီတော့ကျော်ပေါင်းနေတဲ့စစ်ကြောတော်လိုက်တဲ့ဖွဲတွေကရုံးစီကြီးဟောင်းနဲ့ပန်းရွာကြားရှိစင်ကြရဖျားနေမှာကြားပြတ်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ပွဲအတွက်ဂျပန်စစ်တပ်ဘက်ကအရာရှိတဲ့ဥပဝေဆက်ကောက်တေဆော်ပြီးထိခိုက်တဲ့အရာရှိသူများပြခဲ့ရကြောင့်စစ်တပ်စစ်ကြောကမလိုက်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်။ဒေါ်နာစတီမာလာ10မိနစ်ပိုင်ပါဂျပန်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာပြီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လည်းရပ်ပေါ်နှံအမြင့်မြတ်စွာအသက်ပေးခဲ့ရတယ် ထိုတိုက်ခိုက်မှုကိုတောက်တာ People's Defensive Force Robotin DSNDA မြင်းချန်ခိုင်တိုင်းတုံးတို့ကပူပေါ်ဆောက်ရခဲ့တယ်။အဆိုပါဂျပန်စစ်တပ်စစ်သားကတောက်တာပြုတ်နဲ့ရုပ်စီကြားမှာတက်ဆွဲပြီးကျရနေ16နှစ်ကနေ56နှစ်ရွယ်မျိုးသမီး6ဦးကိုအောက်စုဖွဲ့မရေပြုတ်ချပြီး55နှစ်ရွယ်ကိုရဲနဲ့56နှစ်ရွယ်ဦးတောင်ညွန့်ကိုလည်းဖက်စီတက်ဖြတ်ခဲ့ကြသေးရတယ်။ဆလဘီမင်းတို့မြို့နယ်ခုံထရယာဒီတိုက်ပွဲဖြစ်ပြီးစစ်တပ်ကအထိကိုက်တိုက်စုံမှုရှိစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးက နေအများရှိပစ္စည်းကိုလည်းခိုးယူလို့ရတော့မကွေးတိုင်းမင်းတို့မြို့နယ်ခုံတိုင်းရွာအနီးတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုရှိကစစ်တပ်ကလူငယ်တွေကိုပေါ်တာဆက်ဖက်စီကနေအနေရှိပစ္စည်းကိုခိုးယူလို့ရတော့ကြောင်းဗမာပြည်ကာကွယ်တဲ့ USB အဖြစ်ကြားဌာနတာဝန်ကကိုသာချွကပြောတယ်အော်တိုဘာလ9ရက်နေ့မနက်ရှင်တိုင်းကမှမင်းတို့မျိုးကနေအလဲကြောက်ရက်စကတ်ကိုလူချဲ့လာတဲ့အေအားလေးဆက်နီးပါပါစစ်သားနဲ့ရဲတွေပူပေါက်ထားတဲ့စစ်ကြောင့်မင်းတို့မျိုးကနေညောင်ချက်ကြရာထိလိုက်ထွက်ကားတစီအေးစီကားတစီနဲ့ထွက်ခွာလာတဲ့ထိုစစ်ကြောင့်ကညောင်ချက်ရွာကတစီအလဲကြောက်ရက်စကတ်ရှာဦးတည်ပြီးခြေလေးစစ်ကြောင့်ထွက်လာစဉ် ခုံတိုင်ရွာနီးမှာဒေါ်လေးတစ်ဖက်တွေကစောက်ကြိုတိုက်ခိုက်ခဲ့ကြောင့်တိုက်ပွဲ15မိနစ်နီးပါဖြစ်ပွားခဲ့တယ်။ထိုတိုက်ပွဲတွေအစဖက်စစ်တပ်ကထိခိုက်ဒေဆုံမှုရှိရာကိုမျက်မြင်တွေ့ခဲ့တော့လဲရေတွက်ကိုတိကျဆက်လက်ဆုံဆက်တဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်သားအမင်းတို့မျိုးကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။ ဂျပန်စစ်တပ်စစ်ကြောင်းမင်းတို့မျိုးကိုပြန်လဲဆုတ်ခွာလမ်းလျှောက်ရှိလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးပြည်သူပိုင်နေတွေကိုလည်းဝင်ရောက်စင်တွေကစားတောက်ကုန်နဲ့တံမိုးရှိသုံးဆောင်တွေကိုခွင့်ယူသွားကြောင်းသိရတယ်။ဖိုင်ဘတ်တွေမှာစစ်ခွေအထိကိုက်တေဆုံတော့မျက်မြင်တွေ့ခဲ့ပေမဲ့အရေးအတွက်ကိုတော့ဆက်လက်အတည်ပြုနေတယ်။ကျွန်တော်တို့ဘက်ကရဲဝတ်ချို့တော့မစုံရအထိကိုက်တရရှိခဲ့ပါတယ်။ဆက်လက်ပြီးရွှေပုံမြို့နယ်ဇီကုံလေးပြည်စော်တိရရှိစစ်တပ်ကင်းစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်ကနှောက်တေဆုံပြီးလက်နက်သုံးလက်နဲ့ခဲအများသိမ်းစီရရှိစခန်းကိုလည်းမိရှုပ်ရှင်နေတယ်။ စကိုင်းတိုင်းရွှေဘိုခရင်ရွှေဘိုမြို့နယ်ဇီကုန်းလင်းဖြူစော်ဒီရမှာရှိတဲ့အကြပ်တ်စစ်တပ်ကင်းစကန်ဝင်အတိုက်ခိုက်ရမှာစစ်သားနဲ့ဖြူစော်ဒီနှုတ်တိုက်ဆုံးပြီးလက်နက်သုံးလက်နဲ့ခဲနေတိုက်ဆရာရှိကြောင်းရွှေဘိုပြည်သူ့ကာကွယ်ရေးဘက်ပကဘတာဝန်ရှိသူကပြောတယ်။အော်တိုဘားလ9ရက်နေ့မနက်စောပိုင်းတနားရီ30မိနစ်ခန့်မှာရွှေဘိုမြို့နယ်ဇီကုန်းလင်းဖြူစော်ဒီရအဝင်ရှိစစ်တပ်ဘန်ကာကင်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အော်တိုဘာလ9ရက်နေ့မနေ့စောပိုင်းတနိုင်30မိနစ်ခန့်မှာရွှေဘုံမြို့နယ်ဇီကုန်းလေးပြူစော်ဒီရွာဝင်ရှိစစ်တပ်ဘက်ကကင်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာစစ်သားနဲ့ပြူစော်ဒီနောက်ထိတ်ဆုံးပြီးနှောက်တန်ရရှိကကြမ်းရှိနေစစ်သားနဲ့ပြူစော်ဒီဘက်ကတွင်မှထွက်ပြေးသွားကြောင်းသိရတယ်။ရင်းတိုက်ပွဲတွင်မြိတ်ကြာဖုန်ကြီးကြောင့်မှထိုင်ခြားတပ်ဆွဲတိုင်းစစ်သားနဲ့ပြူစော်ဒီကလက်နက်ကြီးလက်နက်ငယ်တွေပြစ်ကူပေးလာကြောင်းစစ်ကိုစစ်ကြောင်းဖြတ်တောင်းရေးတောင်းဝန်ယူထားရဲဘော်တွေက60မမဘုံအနေနဲ့ပြစ်ခတ်တိုက်ခိုက်ကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရတယ်။ဆိုပါတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုက်ပွဲကဦးဆောင်ပြီး တိုက်နယ်တင်းနှစ်သုံးကပကပတိုက်ခိုက်ဖွဲ့တွေဘူပေါင်းကပျောက်ကြားစနစ်နဲ့လင်းကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တို့မြင့်မြတ်စွာတပ်ပေးလူခဲ့ရတယ် ဇလပီတရားချောင်းမြို့နယ်ရဲချောင်းကြီးရာရှိစစ်တပ်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူငါးဦးထိခိုက်ဒဏ်ရာရ။တနင်္သာရီတိုင်းတရားချောင်းမြို့နယ်တဲချောင်းကြီးရွာကိုဂျပန်စစ်တပ်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘားလ9ရက်နေ့ညနေပိုင်းမှာဂျပန်စစ်တပ်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့တဲချောင်းကြီးရွာကိုပေါင်ငါးပုံတလုံးကျဲချတိုက်ခိုက်သွားတယ်။ ဂျပန်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွေပြည်သူငောင်းထိခိုက်ဒဏ်ရာရှိပြီးနေအိမ်တွေထိမှန်ပျက်စီးသွားကြောင်းသိရတယ်။စေကူတွေကဘာတိုက်ပွဲမှမရှိဘဲနဲ့ရွာထဲကိုလင်းနေပုံကျဲတာနေဆုံးပြည်သူငောင်းထိခိုက်ဒဏ်ရာရတယ်။ရွာထဲကိုပေါင်900ပုံတလုံးကျတယ်လို့သိရတယ်။နေအိမ်တွေလည်းထိခိုက်ပျက်စီးသွားပါတယ်။တပွဲခိုင်တဲ့ကိုစေကူတွေကတိုက်ပွဲဖြစ်ပွားမှရှိဘဲလေးချောင်းနဲ့ပုံကျဲတိုက်ခိုက်တိုင်းလုံဆောင်နေလို့ပြည်သူအိမ်တွေနဲ့တတိပြုနေထိုင်ကြတဲ့တလိုင်းအင်အားတွေကအသိပေးပြောဆိုတယ်။ထို့ပြင်စတင်မလာ30အနည်းကလည်းတရားချောင်းမြို့နယ်တောင်ပြောက်ကြအောင်ဆိုအတွင်းကို အဇဘတ်စစ်တပ်ကစစ်ကြောင်းထုတ်ဝေရောက်လာပြီးအကြောင်းလီကကြရရှိပြည်သူပိုင်းနေ93လုံးမိရှုဖြစ်စီသွားခဲ့ပါတယ်ဆက်လက်ပြီးနေရီကံပြာစကန်ပိတ်ဆို့ကန်နာစစ်ကော်မရှင်တပ်ကအနီးနားကြရတွေကိုမိရှုလေကြောင်းမပြင်းတဲ့တိုက်ခိုက်ပြီးတိုက်ပွဲပြင်းထန်နေမကွေးတိုင်းကဖမ်းပြနေနေရီကံပြာစကန်ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အတွက်စစ်ကော်မရှင်ကစကန်နီကြရချွေကိုမိရှုဖြစ်စီမွေပြုလုပ်ခဲ့ကြောင်းသိရတယ်ကုန်ကြီးတောက်ပုတ်စကန်ကိုအရခတ်တတော်ကြီးကတည်ယူပြီးနိုင်ငံစကန်ကိုပါပိတ်ဆို့ထားတဲ့အတွက်စစ်ကော်မရှင်တပ်ကကုန်ကြီးနေရှင်ရင်းလက်ရာကိုပြီးခဲ့အောက်တိုဘာ3ရက်နေ့ကမိရှုဖြန့်စီခဲ့ကြောင်းသိရတယ် ။ထို့ပြင်နေ့အောက်တိုဘာလ9ရက်နေ့ကောက်တီကြီးအနီးတဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့အောက်တိုဘာလ10ရက်နေ့နဲ့အောက်တိုဘာလ2ရက်နေ့တို့မှာနေ့ရက်ကနေမှာစစ်ကောင်ရှင်နဲ့အေးပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်။နိုင်ငံလေးကြောင့်ကာကွယ်တဲ့စကန်စစ်ကောင်မရှင်ကအမှတ်95အမြောက်စကန်ကိုကဲမှုဌာနချုပ်မှနေပြီးစစ်တုံးကားကြီးအင်အားပြည့်နဲ့စစ်ရင်တန်းတွေကိုအင်အားပြည့်ပြီးတော့မှတ်ဆက်ကိုစစ်စင်ကိုကဲမှုဌာနချုပ်လောက်ခံတိုင်းနေနဲ့လည်းတပြန်တားကြောင်းသိရတယ်။စစ်ကောင်မရှင်ကဗဒန်းတက်နယ်ရှိအကြီးဆုံးနိုင်ငံစကန်ကိုကာကွယ်အားထုတ်နေရပြီးတာလုံရရနယ်လေးကြောင့်ပြစ်ကွေပါအုံပြုနေခြင်းဖြစ်ပါတယ်။ ဆလပ်ပြီးဗမာမာတိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းနေခွဲပြီးစစ်ကြောင်းထုံနေပြီးလက်ကြောင်းပစ်ကိုစက်တိုက်ပေးနေရကချင်ပြည်နယ်ဗမာမြို့မှာစစ်ကော်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းနေဖြန့်ခွဲပြီးစစ်ကြောင်းထုံနေကြောင်းသိရတယ်။ဗမာမြို့တွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်ချုပ်ထားနေရတွေကို KAI ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလက်ကြောင်းပစ်ကိုတွေပါနေစဉ်အသုံးပြုလာကြောင်းသတင်းမြစ်ထံကနေသိရတယ်။ တန်ချက်ကတိုင်ရင်ဂိတ်ပေါင်နေထိတိုက်ပွဲရှိနေပြီးစင်မာလာတွင်ကလည်းတန်ချက်ကတိုင်နာစစ်ကြောင်းထိုးလာစစ်ကောင်ရှင်တပ်ဖွဲ့နဲ့ထိခိုက်သေးဆုံးမှုများခဲ့တယ်။ပြီးခဲ့ရက်ပိုင်းအောက်တိုဘာလတရနေ့ကနေခါလာ49နောက်ဖက်ကကင်းနဲ့ရွှေပြည်သား KBC ဖျားချောင်းကုန်းကိုဂိုင်းကပြန်လည်တင်ယူခဲ့တယ်။ လေကြောင်းမလဲတိုက်ပွဲဖြစ်ပေါ်တဲ့မန္တလေးစတင်ဆင်စင်ကုကံမှုဌာနချုပ်နီကိုတနည်းပြန်နဲ့ဆောင်သုံးချိန်နီးပါးလင်းပြစ်ကူပေးထားကြောင်းသိရတယ်။စေကော်မရှင်ကပမော်တိုက်ပွဲပြန်လဲထိုးစစ်ဆင်လာနိုင်တဲ့အတွက်ဆက်ကခမှုနဲ့88တမမှုတို့ကိုယာရုတိုပြီးဝါရပြတ်မှုတွေလောက်လာတဲ့စေကော်မရှင်ဝါရပြတ်သတင်းစာရင်းမှာလဲပမော်ကိုစစ်တပ်ကပြန်လဲထိန်းချုပ်နိုင်ပြီလို့ဖော်ပြပြီးနောက် KI ကစီးအင်းနေမြေချို့ကိုတကြော့ပြန်ပြန်လဲသိမ်းယူလာခြင်းဖြစ်ပါတယ်။နောက်ဆက်ရပေးကြတဲ့အထူးဝင်ကျေးဇူးတင်ရှိပါရှင်။